Mong Mong Luin. Mong Mong Luin! It is somehow squeezed in! So this is very good. so he's a one of the အာအရန်ကောင်းပါတယ်တဲ့ပြီးတော့ဒီလူငယ်ကစားသမားလေးတွေအတွက်လည်းအာဒါတစ်ချိန်မှာသူတို့အတွက်မောင်မောင်လေးကိုကြီးချင်းအပြန်သူတို့တစ်ချိန်မှာသူတို့လည်းဒီလိုအတင်းကြီးတွေနဲ့သူတို့တွေလည်းကစားခွင့်ရလာမယ်ဆိုတော့ဒါသူတို့ရဲ့အဲအိမ်မက်တွေရှိလာမယ်ရည်မှန်းချက်တွေရှိလာနိုင်တယ်ပေါ့နော်နောက်တဲ့ဟိုမောင်မောင်လေးလက်သစ်လေးတွေပေါ့နော်အဲ့လိုမောင်မောင်လေးလိုခြေစွမ်းရှိတဲ့ player လေးတွေအဲ့လိုမျိုးပေါ်ထွက်လာနိုင်တယ်ပေါ့နော်အရန်ကောင်းပါတယ်တဲ့ you know we we want to see Not a great clearance here, and he smashed that in. Mogma Luin has got his second of the night. So this is very good so he's a one of the အရန်ကောင်းပါတယ်တဲ့ပြီးတော့ဒီလူငယ်ကစားသမားလေးတွေအတွက်လည်းအာဒါတစ်ချိန်မှာသူတို့အတွက်မောင်မောင်လေးကိုကြီးချင်းအပြန်သူတို့တစ်ချိန်မှာသူတို့လည်းဒီလိုအတင်းကြီးတွေနဲ့သူတို့တွေလည်းကစားခွင့်ရလာမယ်ဆိုတော့ဒါသူတို့ရဲ့အဲအိမ်မက်တွေရှိလာမယ်ရီမန်ချက်တွေရှိလာနိုင်တယ်ပေါ့နော်နောက်တဲ့ဟိုမောင်မောင်လေးလက်သစ်လေးတွေပေါ့နော်အဲ့လိုမောင်မောင်လေးလိုခြေစွမ်းရှိတဲ့ player လေးတွေအဲ့လိုမျိုးပေါ်ထွက်လာနိုင်တယ်ပေါ့နော်အရန်ကောင်းပါတယ်တဲ့ you know we we want to see yeah မောင်မောင်လွင်ပေါ်ပေါ်လွင် it is somehow squeezed in. I think this is good exposure. အမောင်လင်းအတွက်လည်းအခွင့်အရေးကောင်းနေရလာနိုင်တယ်ပေါ့နော်။ဒါမသိနိုင်ဘူးပေါ့နော်။ဒါဥရောပကင်းတော့တွေပါဟိုလာကြည့်ပြီးတော့မှဥမာသူ့ကိုလာဟိုသူ့ခြေသွောင်းတွေ့သွားတယ်လို့ဒါမှမဟုတ်သူကိုသွင်းလိုက်နိုင်တယ်လို့ဒါမသိနိုင်တဲ့အနေအထားမျိုးပေါ့နော်။ဒါပေမဲ့အခွင့်အလမ်းကောင်းဒါအခွင့်အလမ်းကောင်းတစ်ခုပဲပေါ့နော်သူ့အတွက်ကတော့ဟုတ်ကဲ့။ Go go go. We see him go. Unselfish. Really unselfish. He puts it on a plate for one one win. It makes absolutely no mistakes. Uh, thank you for always supporting Myanmar football. Uh, yes, so we are uh, try to catch up, you know, the international level. because as a country ပထမဆုံးအနေနဲ့မြန်မာဘောလုံးအားပေးနေတဲ့ပရိသတ်တွေကိုကျေးဇူးတင်တာပြောကြားလိုပါပေါ့เนาะကျွန်တော်တို့တွေကဒါဘောလုံးကိုတိုးတက်ဖို့အတွက်ကြိုးစားနေတယ်ပေါ့เนาะကျွန်တော်တို့ရဲ့အိန္ဒိယနိုင်ငံတွေလိုပဲနိုင်ငံတကာဘောလုံးသင်းတွေလိုပဲဘောလုံးတိုးတက်ဖို့အတွက်ကျွန်တော်တို့ကြိုးစားနေကြတာဖြစ်ပါတယ်ပေါ့เนาะပရိသတ်ကြီးအနေနဲ့လည်းဆက်လက်ပြီးတော့မှအားပေးဖို့ကိုတောင်းဆိုပါတယ်မျှော်လင့်ပါတယ်တဲ့ဟုတ်ကဲ့ then uh, we want to together you know shape the future for the Myanmar football